မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ရတိတ်တောင်မြို့ကိုရခိုင်တပ်တော် AA ကအပိသက်သိမ်းပိုက်လိုက်ပြီးမြို့သိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေနဲ့ခေါ်ယူလာတဲ့မွတ်စလင်လူမျိုးတွေပါအများပြားတည်ဆုံထားပြီးအလောင်းတွေပါရရှိထားတဲ့ရခိုင်တပ်တော် AA ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဘယင်းယူယူနေတဲ့အကြမ်းဖက်မင်းအောင်လိုက်ကသူ့ရဲ့သားဖြစ်သူနဲ့အတူ ပဲဘကိုးသမိုင်းဝင်ကြိုက်ပညာရက်စေဒီကိုထီတော်တင်ပြီးရဲတရားချိန်နေပြန်တဲ့အပြင်ပြည်သူကိုအခမဲ့ဝေတဲ့လက်ကမ်းရက်တောင်ပါပါလောက်ပါသမရတာဆိုတဲ့စသားကိုထည့်သွင်းပြီးရဲတရားလှုပ်ထားပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်ပြည်နယ်ရသေးတောင်မြို့ကိုရခိုင်တတော်အေအေကအပိသက်သိမ်းပိုက်လိုက်ပြီးမြို့သိမ်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေနဲ့ခေါ်ယူလာတဲ့ မွတ်စလင်လူမျိုးတွေပါအများပြားတည်ဆုံထားပြီးအလောင်းတွေပါရရှိထားတယ်လို့ရခိုင်တတော်အေအေကမနေ့ကညပိုင်းမှာပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်မတ်လ18ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲရသေးတော်မျိုးမှာအခြေစိုက်ထားတဲ့အကြံဖတ်စစ်ကောင်စီရဲ့လက်ကျန်ခမရ936 939ခွန်နဲ့938တရင်3ခုလုံးကိုရခိုင်တတော်အေအေကအပိသက်သိမ့်ပိုက်ပြီးတဲ့နောက်ရသေးတော်မျိုးကိုသိမ့်ပိုက်ရရှိသွားပြီဆိုပါတယ်အဲ့ဒီစစ်ကောင်စီတရင်3ခုကစစ်သားအရေအတွက်200လောက်ကတော့စစ်သင်းမောတွေနဲ့ထွက်ပြေးသွားကြပြီး တိုက်ပွဲထဲမှာစစ်သားတွေရဲ့မတ်သားအလောင်းတွေအပြင်စစ်မှုထမ်းဥပဒေနဲ့တိုက်ပွဲတွေခေါ်လာတဲ့မွ슬င်လူမျိုးတွေရဲ့အလောင်းတွေကိုပါရရှိထားတယ်လို့ရခိုင်တတော်အေအေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။လက်ရှိမှာတော့ရခိုင်တတော်အေအေဟာပလောဝမြို့နယ်ကြောက်တော်မြောင်ဦးမင်းမြားပောက်တော်ပုံနာကျွန်းမြေပုံရမ်းပြဲနဲ့အခုနောက်ဆုံးရသေးတောင်မြို့ကိုပါတိမ့်ပိုက်ရရှိသွားပြီဖြစ်တဲ့အတွက်ရခိုင်တတော်အေအေတိမ့်ပိုက်ထားတဲ့မြို့ဟာကိုမြို့အထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလည်း ရခိုင်တတော်အေအေကဘူတီတောင်မြို့ကိုပါပိမ့်ပိုက်နိုင်ဖို့အတွက်ထိုးစစ်တွေကိုအရှိန်မြင့်ပြီးဆက်လက်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ဘယင်ယူယူနေတဲ့အကြမ်းဖက်မင်းအွန်လိုင်းကသူ့ရဲ့သားပြစ်သူနဲ့တူဘကိုးသမိုင်းဝင်စိတ်ပညာရဇေဒီကိုထီးတော်တင်ပြီးရေရရာခြေနေပြန်တဲ့အပြင်ပြည်သူကိုအခမဲ့ဝေတဲ့လက်ကမ်းရက်တောင်မှာပါလောက်ပါသမရသာဆိုတဲ့စစ်သားကိုထဲ့သွင်းပြီးရေရရာလှုပ်ထားပြန်တယ်လို့ဘကိုးတိုင်းစစ်ကောင်စီတရင်ရှင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် မတ်လ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲပဲခူးမျိုးမှာနှစ်ပေါင်း1000ကျော်တက်တန်းရှိတဲ့ရှေးမြမမင်းအဆက်ဆက်ပြုပြင်ထိမ့်သိမ်းမွမ်းမံခဲ့တဲ့တမိုင်းဝင်စိတ်ပညာရဇေဒီမှာဘရင်ယူယူနေတဲ့အကျန်းဖတ်မင်းအွန်လိုင်းကသူ့ရဲ့သားဖြစ်သူအောင်ပြည့်စုံတဲ့အတူထီတော်တင်ရေရရာချိန်နေပြန်တယ်ဆိုပါတယ်အဲ့ဒီလိုမင်းအွန်လိုင်းပဲခူးစိတ်ပညာရဇေဒီမှာထီတော်တင်ရေရရာချိန်မဲ့အကြောင်းကိုရန်ကုန်ခေတ်တကနေမတ်လ9ရက်နေ့နဲ့9ရက်နေ့တွေကတည်းကဖော်ပြခဲ့ပြီးတဲ့နောက်တဲ့င်းပေါကြလို့ဆိုပြီးလုံကြုံရေးတွေကိုအထက်ထက်တင်းကျပ်ထားတဲ့အပြင် ဒရုန်းနဲ့ဘုံလာကျဲမှာကိုကြောက်လန့်ပြီးဒရုန်းဖြက်လက်နက်တွေရောစောင့်ကြည့်တက်တွေနဲ့ပါအထုတင်းကျက်ပြီးမှထီတော်တင်ဖို့လာခဲ့တာဖြစ်တယ်လို့ဘကိုးတိုင်းစကောင်းစီတည်င်းရင်မြစ်ကပြောထားပါတယ်တစ်ဖက်မှာလည်းဘယင်ယူယူနေတဲ့မင်းအွန်လိုင်းကအဲ့ဒီထီတော်တင်ပွဲကနေပြည်သူကိုဝေတဲ့လက်ကမ်းရက်တောင်အတွင်းမင်းငုံဆရာတော်ကြီးရဲ့ဓမ္မလင်္ကာကိုထည့်သွင်းတဲ့နေရာမှာလောက်ပါတမထသာဆိုတဲ့စာသားကို လောက်ပါတမရတာဆိုတဲ့စာသားဖြစ်ရေရာအနေနဲ့ထဲ့သွင်းထားပြီးစာမားတာမဟုတ်ပဲတမင်ထဲ့သွင်းထားတာဖြစ်တဲ့လို့ထီတင်ပွဲတက်ရောက်ခဲ့တဲ့စစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်တန်းတဦးကပြောထားပါလေလက်ရှိအကြံဖတ်မင်းအောင်လှိုင်ဟာသူရဲ့အာနာတီမြဲရေးအတွက်ဖျားတဲတာတွေထီတော်တင်တာတွေနဲ့ရေရာချီတာတွေကိုအမျိုးမျိုးလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့မြန်မာနိုင်ငံတော်မှာအကြံဖတ်စစ်တပ်နဲ့ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးငွေကြေးတောင်းရမ်းမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်။ရန်ကုန်တိုင်းတိုက်ကြီးမြို့ကတနတ်ချောင်းကျေးရွာမှာဆိုရင်အုတ်ချုပ်ရည်မှုမင်းလွင်တဲ့အဖွဲကစစ်မှုထမ်းရမယ့်လူငယ်တွေအတွက်တအိမ်တောင်ကိုငွေကြက်9000နှုန်းနဲ့ငွေကြက်350စုဆောင်းပေးဖို့တောင်းရနေတယ်ဆိုပါတယ်။အလားတူ AOD တိုင်ကန်ကြီးတောင်မြို့နယ်မှာရှိတဲ့ညောင်မင်းသာကျေးရွာအုပ်စုမှာလည်းစစ်မှုထမ်းရမယ့်လူငယ်တွေကိုမဲနိုင်ရွေးချယ်ပြီး စစ်ထဲဝင်ရမယ့်လူငယ်တွေအတွက်လို့ပြောပြီးတော့တအိမ်တောင်ကိုငွေကျပ်တောင်းကနန်းပေးဆောင်ရမယ်ဆိုပြီးတောင်းရန်နေပြန်တယ်လို့သိရပါတယ်ဒါပြင်မကွေးမြို့နယ်ကတက္ကံကျေးရွာအုပ်စုမှာလေအုပ်ချုပ်ရေးမှုမိုးစော်ဆိုတဲ့သူကစစ်မှုထမ်းရမယ်လူငယ်တွေအတွက်လို့ပြောပြီးတအိမ်တောင်ကိုငွေကျပ်2000လုံးနဲ့အိမ်ကြီး200ကျော်ကိုကောက်ခံနေတဲ့အပြင်ငွေမပေးနိုင်တဲ့နေအိမ်တွေကလူငယ်တွေကိုတော့စစ်မှုထမ်းဖို့အမြည်စင်းထည့်ပြီးစစ်တပ်ထဲကိုပို့လိုက်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အလားတူ ပွင့်ဖြူမျိုးနဲ့သဲကုန်းကျေးရွာအုတ်ချုပ်ရဲမှုရဲဝင်းဆိုသူကလည်းသူ့ရဲ့တပ်သမီးဆွေမျိုးတွေနဲ့ငွေပေးနိုင်တဲ့သူတွေကိုစစ်မှုထမ်းရမယ်စရင်နဲ့မထက်ပဲငွေမပေးနိုင်တဲ့သူတွေကိုသာစစ်မှုထမ်းစရင်နဲ့ထည့်သွင်းထားတယ်လို့လဲဒေသခံပြည်သူတို့ကပြောထပ်ပါသေးတယ်လက်ရှိမြန်မာနိုင်ငံတဝမ်းမှာတော့အကြမ်းဖက်စစ်တပ်နဲ့ရက်ကွက်ကျေးရွာအုတ်ချုပ်ရဲအဖွဲ့တွေကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးငွေကြေးတောင်းရန်မှုတွေဟာနေရစုံမှာကြက်ကြက်ပြက်ပြက်ကိုဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ စကိုင်းတိုင်းကလေးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေတိုက်ခိုက်ချင်းမုံမှုအတွင်းစဲကောင်စီဘက်ကဗိုလ်ကြီးတဦးအပါဝဲစစ်သား၈ဦးသေကုန်ကြတဲ့အပြင်လက်နက်16လက်ကိုပါတင်စီရရှိထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်ဒေသကတရားဝင်ထုတ်ပြန်ထားပါတယ်။မတ်လ16ရက်နေ့ကကလေးမြို့နယ်မှာရှိတဲ့အောင်မြင်သာခြေရွာကျောင်းတိုက်ခြေရွာနဲ့ကန်တရားခြေရွာဘက်တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်ပေါင်းစုတွေကနေတိုက်ခိုက်ချင်းမုံခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ပွဲတွေအတွင်း တော်လန်ရေးတပ်တွေကစစ်ကောင်စီတပ်အထိုင်ချထားတဲ့ကြောင်းတိုက်ရွာကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ကဗိုလ်ကြီးတအူးအပါအဝင်စစ်သား၈ဦးကတော့ပြစ်ခတ်မှုတွေအတွင်မှာပဲအသေးသေးသေကုန်ကြပြီးတော်လန်ရေးရဲဘော်နှုတ်လည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့သိရပါတယ်။အဲဒီလိုတိုက်ပွဲတွေအတွင်စစ်ကောင်စီရဲ့ RPG နဲ့ငကြင်းမိလက်နက်အပါအဝင်လက်နက်မျိုးစုံ16လက်နဲ့ကြီးစံ1000ကျော်ကိုပါသိမ်းဆည်းရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်၁စစ်တေတပ်ကနေတရားဝင်ထုတ်ပြန်ထားပါလိမ့်ခင်ဗျ။ တစ်ဆက်ထဲမှာပဲစကိုင်းနိုင်ကလေးမျိုးကအကျံဖက်စစ်တပ်တဆွဲထားတဲ့ဆယ်မြောင်းရုံနဲ့တစ်တော်ရုံနှစ်ခုလုံးမနေ့ကညပိုင်းမှာပဲမိလောင်ပြကြသွားပြီလို့မြို့ကန်ပြည်သူတို့ကပြောပါတယ်မက်လာ18ရက်နေ့ဖြစ်တဲ့မနေ့ကည7:00နာရီကျော်လောက်မှာပဲကလေးမျိုးမှာရှိတဲ့တောင်စလတ်ရက်ကွက်နယ်မြေခုနှစ်ကစစ်ကောင်စီရဲ့ဆယ်မြောင်းရုံနဲ့တစ်တော်ရုံနှစ်ခုလုံးမိလောင်ပြကြသွားပြီဆိုပါတယ်အဲ့ဒီရုံတွေဟာအကျံဖက်စစ်တပ်တဆွဲထားတဲ့ရုံတွေဖြစ်ပြီး မိလောင်တဲ့အချိန်မိသက်တက်ဖွဲ့တွေကိုဖုံးဆက်အကြောင်းကြားတာတောင်လာရောက်မိနှိမ့်တာမရှိတဲ့အတွက်အဲ့ဒီရုံတွေမှာရှိတဲ့စစ်သားတွေကိုတိုင်သူတို့ဘာသာရုံကိုမိရှုပ်လိုက်တာဖြစ်နိုင်တယ်လို့ဒေသခံပြည်သူတို့ကသုံးသပ်ထားပါတယ်လက်ရှိမှာတော့ကလေးမျိုးနဲ့တဝိုက်မှာတော်လိုင်းတပေါင်းစုတွေနဲ့အကြမ်းဖက်စစ်တပ်ကြတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေသလိုစစ်ကောင်စီဘက်ကမြို့နေရအတော်များများကိုမိရှုပ်ဖျက်ဆီးမှုတွေလုပ်ပြီးတော်လန်ရစ်တပ်တွေပေါ်အထင်မြင်လွဲအောင်လှုပ်လာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့မိမိတို့နေထိုင်ရာပတ်ဝန်းကျင်အခြေအနေတွေကို အမြဲမပြတ်တတိထဆောင်ကြည့်တင်တယ်လို့လဲဒေါ်လန်ရဲ့ရဲဘော်တချို့ကတုံးသက်ပြောဆိုထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ